ောင်းတော်ညပါ3ရက်17လ2025တနင်္လာနေ့ဒီညလေးမှာ Facebook Live Channel လေးကနေဆွေးနွေးခြင်းနဲ့အကြောင်းအရာကတော့ကျမတို့တွေမိမိကိုမိမိတကယ်ချစ်တယ်လားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျမတို့တွေအားလုံးမိမိကိုမိမိစိတ်နဲ့ဆောင်ချစ်တတ်ကြပါလားရှင်အများစုကတော့လောကကလူတွေဟာကိုယ့်ကိုယ်ကိုအချစ်ဆုံးပါလို့ဖြေကြပါလိမ့်မယ်ဒီလိုဆိုရင် ုံနံစာချစ်တတ်ကြပြီလားဆိုတာကျမတို့တွေတူတူဆန်းစစ်ကြည့်ကြရအောင်နော်ကျမတို့တတော်များများနဲ့ရင်းနှီးပြသဖြစ်တဲ့ပညာရှိအစိုးမင်းတစ်ခုရှိပါရဲ့ငွေကြေးဥစ္စာဆွန်ရှင်ပြစီခြင်းတွေဘာတစ်ခုမှဆွန်ရှင်ခြင်းမရှိဘူးကျမရဲ့ဆွန်ရှင်ခြင်းတွေတစ်စိတ်တစ်ပိုင်းဆွန်ရှင်ခြင်းမရှိဘူးကိုချင်းတရားဆွန်ရှင်ပြစီခြင်းတွေအရာအလုံးဆွန်ရှင်ခြင်းမရှိဘူးတဲ့ ဒီအစို့အမိန့်လေးကိုကျမတို့တွေတော်တော်များများမှတ်ပါဖို့ပိတာဖြစ်ကြပါလိမ့်မယ်။ Facebook Live Channel လေးအနေနဲ့ရှင်းပြရရင်ကျမတို့ဘဝမှာအောင်မြင်ဖို့စိတ်ချမ်းသာဖို့အခြေခံအကြဆုံးအရာကကျမတို့ရဲ့ကိုကျင့်တရားဖြစ်တယ်လို့ပြောပြစီကောင်းပါပြီ။ကျမတို့တွေမိမိကိုမိမိစိတ်မှန်စွာချစ်ရလားဆိုတာဓမ္မဆုံးစစ်ဆေးရမယ့်အရာကကိုကျင့်တရားဖြစ်ပါတယ်။ မိမိကိုမိမိစိတ်နဲ့စွာချစ်တတ်တဲ့သူတယောက်ကမိမိကိုကျင့်တရားကိုဘယ်အရာနဲ့မှဘသူကြောင့်မှ ပြည့်စည်ခံမှာမဟုတ်ပါဘူး။မြင်တာအောင်ပြောရရင်မိမိကိုမိမိစိတ်နဲ့စွာချစ်တဲ့သူကဘလို့အစင်မပြေမှုမျိုးပဲကြုံတွေ့နေရပါစေ။သူ၏ကိုကျင့်တရားကိုအထီးပန်းမခံလို့တဲ့အတွက်မိတိမတမာမှုကိုမှပြုမှာမဟုတ်ပါဘူး။ရှင်နေခင်မှာအပြင်းများနေတဲ့လူငယ်ရှူတော်ကပြောရရင် မိမိကိုမိမိတကယ်ချစ်တဲ့သူတရားပါဘယ်တော့အခါမှ အချစ်ဟူသောခေါင်းစဉ်အောက်ကနေတက်ဆိုင်လို့ရှိထားသောသူများနဲ့ပတ်သက်မှာမဟုတ်ပါဘူးတကယ်တော့ကျမတို့တွေဆောင်ထိန်နေတဲ့ကိုကျင်တရားကလည်းကျမတို့ကိုဘလို့လူမျိုးဖြစ်တယ်ဆိုတာကိုစိတ်ကပ်ပေးနေတာပါပဲဒါကြောင့်ကျမတို့တွေဟာမိမိကိုမိမိစိတ်မဆာချစ်တယ်လို့ဆိုရင်ကျမတို့ဆောင်ထိန်ရမယ့်ကိုကျင်တရားတွေကိုဘလို့အချင်းနေ ဘလို့လူမျိုးကြောင့်မှပျက်စီးမခံတဲ့ဆောင်းထင်းကြဆုံးတော့ဒုတိယအချက်အနေနဲ့မိမိကိုမိမိတကယ်ချစ်ရလား ဆိုတာသိနိုင်ဖို့စဉ်းစားရမယ့်အရာကတော့မိမိကျမကြီးကိုဘလောက်ထိခိလိုက်ဆိုင်လဲဆိုတာပါပဲကျမတို့တွေမိမိကိုမိမိအချစ်ဆုံးမှာလို့ကြွေးကြော်နေတော့လဲမိမိကျမကြီးထိခိုက်စင်မဲ့အစားအစာတွေကို စားမိနေကြပြီလားဥပမာအရက်စိလိတ်စားတဲ့အရာတွေကအစာပြုလို့ ကျမတို့တွေနဲ့မတင်တော်တဲ့အစားအစာတွေကို စားမိနေကြတာဒီချက်လေးမှာ ပြပြကျင်တာက မစားတဲ့အစားအစာတွေကြောင့်ကျမတို့ရဲ့ကျမရဲ့ကို ထိခိုက်စေတာမဟုတ်ပဲမတွေးတဲ့နဲ့ကျမတို့စိတ်ကိုပူလောင်စေတဲ့အတွေးတွေကြောင့်လည်းကျမတို့ရဲ့ကျမရဲ့ကိုထိခိုက်စေနိုင်နေဆိုတာပါပဲမိမိကိုမိမိစိတ်နယ်စွာချစ်တဲ့အတူတရားသူ့ကျမရဲ့အတွက်မစားတဲ့အစားအစာကိုရှောင်တယ်လို့ မတွေးတင်နဲ့ပူလောင်စေတဲ့အတွေးတွေကိုလည်းရှောင်မှအမှန်ပါပဲကိုခန္ဓာကျမ်းမာဖို့ဆိုတဲ့ကျမ်းမာစေတဲ့အာဟာရမျှတတဲ့အစာအစာကို ရွေးချယ်စားပြီးလေ့ကျင့်တဲ့ပုံမှန်လုပ်တယ်လို့စိတ်ကျမ်းမာရေးအတွက်လည်းတရားထိုင်ခြင်းစားဖက်ခြင်း အကောင်းမြင်စိတ်မွေးခြင်းပူလောင်စေတဲ့အတွေးတွေကို ရှောင်ခြင်းစတဲ့အရာတွေကို ပြုလုပ်မှအမှန်ပါပဲအခုဆိုရင် အချက်နှစ်ချက်နဲ့ဆန်းစစ်ပြပါပြီကျမတို့တွေ ဒီအချက်တွေနဲ့ကိုင်းညီပြီးကိုကိုကိုစစ်မှန်စွာချစ်တတ်နေကြပြီလားတတိယအနေနဲ့စဉ်းစားရမယ့်အချက်ကငွေချင်းနဲ့ပတ်သက်ပြီးမိမိ၏စီမံဆောင်ရွက်နိုင်မှုပါမိမိကိုမိမိတကယ်ချစ်တဲ့လူတယောက်ဟာမိမိရှာဖွေထားတဲ့ငွေကြေးတွေကိုလိုချင်တာနဲ့လိုအပ်တာခွဲခြားပြီးသုံးစွဲမှာအမှန်ပါကျမတို့အများစုဟာများသောအားဖြင့်လိုချင်တာတွေအတွက်သုံးမိကြပါတယ် မိကိုမိမိစိတ်မဆာချစ်တတ်သူများကတော့ငွေကြေးကို လိုအပ်တာတွေအတွက်ပဲတုံးတက်ကြပါတယ်။ဒီညာဆွေးနွေးတဲ့အရာလေးတွေမှာနောက်ဆုံးအချက်လေးအနေနဲ့ဆွေးနွေးချင်တာကတော့မိမိကိုမိမိတကယ်ချစ်တတ်တဲ့သူတွေဟာသူတပါအပေါ်ချစ်ခင်ချင်တာကြသလိုမိမိကိုကိုလည်းချစ်ခင်ချင်တာကြပါလေ။မိမိကိုမိမိစိတ်မဆာချစ်တင်ချင်တဲ့ပတ်သက်ပြီးအချက်ကလေးတွေအများကြီးရှိတော့လဲအပေါ်မှာပြောခဲ့တဲ့အခြေခံအကျဆုံး၃ချက်နဲ့ တုံးသက်ဆန်းစစ်ကြည့်ကြရအောင်နော်ကျမတို့တွေတကယ်ပဲစစ်မှန်စွာချစ်တတ်ကြပြီလားတကယ်လို့ဒီအခြေခံအချက်လေးတွေနဲ့မကန့်ညီသေးဘူးဆိုရင်ကျမတို့တွေတဖြည်းဖြည်းလေ့ကျင့်ပြီးမိမိကိုယ်ကိုစစ်မှန်စွာချစ်ကြရအောင်နော်